ဒီပတ်ပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့နေပြည်တော်မှာတိဆောက်ရေးလုပ်ငန်းတွေပေါ့နော်။ဆောင်ရွက်ခဲ့တဲ့ကုမ္ပဏီတွေကိုနိုင်ငံတော်ကပြန်လည်ပြီးတော့ဖိတ်ခေါ်ထားတဲ့သတင်းလေးနဲ့စတင်ကြပါရရှင်။ဆက်သွယ်ဆောင်ရွက်နိုင်ရေးအသည့်ပေးအကြောင်းကြားခြင်းဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားပါတယ်။နေပြည်တော်တိဆောက်ရေးအထူးစီအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာတဲ့ပါဝင်ခဲ့တဲ့ရုံးဌာနတွေအဆောက်အဦတွေအထူးအဆောက်အဦတွေဝန်ထမ်းအင်အားတွေ အုပ်ချုပ်မှုဆိုင်ရာအစအဦးတွေအပါအဝင်အခြားအစအဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့အောက်ဖော်ပြမှာပုဂ္ဂိုလ်တွေကတဆင့်နေပြီးတော့စီရင်တာယာရေးကော်မတီကိုဆက်သွယ်ဆောင်ရွက်ဖို့အတွက်အကြောင်းကြားရဲဆိုပြီးတော့နိုင်ငံတော်ကစာထုတ်ထားပါရှင့်ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်တွေကိုအောက်မှာရေးသားထားတဲ့ဆက်သွယ်ရမယ့်လိပ်စာကတော့နေပြီးတော့စီရင်တာယာရေးကော်မတီမြို့တော်ခန်းမကိုဆက်သွယ်ရမယ်ဆိုပြီးတော့ပြောကြားထားပါရှင့်ဒီသတင်းလေးကတော့ဖတ်လိုက်မိရဲ့အခါမှာပြုံးမိစေတဲ့သတင်းလေးသာဖြစ်ပါရှင့်သတင်းလေးရဲ့ဆိုလိုရင်းကတော့နိုင်ငံတော်မှာအခုဆိုရင်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့နေပြီးတော့မှလည်းဖြစ်ခဲ့ပါရှင့်ဒီတော့နေပြီးတော့တိဆောက်တော့က ဒီတိစားရေးလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့စလွယ်ကုမ္ပဏီတွေအနေနဲ့ကဒါတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့ပေါ့နော်နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့နဲ့အတွက်နိုင်ငံတော်ကပြန်လဲဖိတ်ခေါ်တာဖြစ်ပါရှင့်ကျမတို့ကနိုင်ငံတော်ကဖိတ်ခေါ်ချက်ကိုတချို့ကလည်းစိုးရိမ်နေရပေါ့နော်တကယ်တော့စိုးရိမ်စရာတော့မရှိပါဘူးရှင့်တခုခုလုပ်ဖို့လည်းမဟုတ်ဘူးပြဿနာရှာဖို့လည်းမဟုတ်ဘူးဖြစ်သွားတဲ့အရာပေါ်မှာပြန်ပြီးတော့ပြုပြင်ဖို့အတွက်ကိုဖိတ်ခေါ်ကြတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျမအများကြီးတော့မူဝေဖန်ခြင်းပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီပြော်တိဆောက်ရေလောက်တဲ့အချိန်တော့ကျမတို့ကနေပြီးတော့မှရှိရလည်းမဟုတ်ဘူးရှင့် ဘာလို့ပြောလုတ်ခဲ့တယ်ပေါ့နော်ဘယ်လိုမျိုးမြေတို့မြေပေါ်လုတ်လိုက်တယ်မသိဆိုကိစ္စလေးじゃကျွန်တော်တို့အများကြီးမပြောချင်ဘူးဒါပေမဲ့ကျွန်မဒီရဲ့ဘက်မှာဒီနေပြည်တော်ဒီစာရေးကိစ္စနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့လေ့လာဆက်စုထားတာပေါ့နော်ဆက်စုထားတဲ့အခြေအနေလေးတစ်ခုရှိရကျွန်မသိရတာလေးပေါ့ကျမတို့လုပ်ငန်းတဘာဝအရာကတော့အစိုးရအဖွဲ့ဝင်တွေတဲကပေါ့နော်အချို့အချို့တွေနဲ့ကျမတို့ကစကားပြောဆိုဆက်ဆံရတယ်သူတို့เสีย data လေးရယူရတယ်ပေါ့ရှင့်အဲ့ဒီကကျမရရှိလိုက်တဲ့ data လေးတခုကျွန်တော်ပြန်လည်းညှို့ဝေခြင်းတယ်အဲ့ဒါပါလဲဆိုအခုလုံနေပြည်တော်ကပြည်စီဆုံးရှုံးမှုဖြစ်တဲ့အချိန်မှာ တော်တော်များများကဘသူ့ကိုလက်ညှိုးထိုးကြတယ်ရှင်။ပြီးတော့ကျွန်တော်သိလိုက်ရတာကနေပြည်တော်စပြီးတော့တိဆောက်တုန်းကဘပေါ့ဦးတန်းရွှေချမှတ်ခဲ့တဲ့မူဝါဒတွေဟာနေပြည်တော်မှာအထက်မြင့်နေစောက်ဖို့တော့မပအောင်ရှင်။ကျွန်မအဲ့လိုမျိုးတိကျသိထားပါတယ်။ဒီလမ်းညွန်ချက်တွေကိုသိမိခဲ့တဲ့ပုံကိုယ်တွေကလည်းအခုချိန်ထိတက်ရှိထင်ရှားရှိနေပါရှင်။ဘပေါ့ဦးတန်းရွှေလက်ထက်မှာကနေပြည်တော်ဟာငလင်နဲ့ပေါ့နော်ငလင်နဲ့ပတ်သက်တဲ့ကိစ္စရဲ့ပဲရှိရဲဆိုတော့လည်းသူသိရှိခဲ့တယ်။ ဒါပြောင်ပညာရှင်တွေအားလုံးခေါ်ပြီးတော့မြန်မာနိုင်ငံမှာငလင်းနဲ့ကင်းလွတ်တဲ့နေရာဘယ်နေရာရှိလဲဆိုပြီးတော့လဲလေ့လာမှုတွေပြုလုပ်ခဲ့လို့သိရတယ်ရှင့်အဲ့ဒီခါမှာပညာရှင်တွေအားလုံးရဲ့ပြောဆိုချက်ကတော့မြန်မာနိုင်ငံဟာမြန်မာနိုင်ငံရင်ဝါကိုခွဲထားတဲ့စကိုင်းပြည့်ရွေကျော်တွေနဲ့အခြားသောပြည့်ရွေကျော်တွေအားလုံးကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံငလင်ဘေးတံကိုလွတ်မြောက်နိုင်တဲ့မြို့ဆိုပြီးတော့အတိအကျမရှိဘူးပေါ့နော်။အနည်းနဲ့အများကတော့ခံရနိုင်တယ်ပေါ့ရှင်။ဒီတော့နေပြည်တော်ကိုစစ်ရေးဆရာအတွက်ကနိုင်ငံရဲ့အလဲဘဟုလောက်ကြတဲ့အတွက်ကအကောင်းဆုံးဖြစ်အောင်ရွေးချယ်ခဲ့ပြီးရဲ့အခါမှာ စိုးကျိုးတွေမဖြစ်အောင်လို့အထက်မြင့်တိုက်တွေမဆောက်ဖို့တော့ကိုညွှန်ကြားခဲ့တာရှင်။တထက်တိုက်ပဲဆောက်အောင်လဲဆိုပြီးညွှန်ကြားခဲ့တာ။ဒီညွှန်ကြားချက်ကိုမျက်ကွယ်ပြုခဲ့ကြတဲ့ဘသူတွေပါလဲရှင်။ဒီညွှန်ကြားချက်ကိုမျက်ကွယ်ပြုခဲ့ကြတဲ့သူတွေလည်းအချို့ကတော့ဒီလိုလောကကြီးမှာမရှိတော့ပါဘူးရှင်။အချို့ကတော့တသက်ထင်ရှားရှိနေပါသေးတယ်။အဲ့တော့ကျွန်မဒါပြောပြရတယ်ဆိုတာကပြန်ပြီးတော့အပြစ်တင်ကျင်တာလည်းမဟုတ်ဘူး။သိလား။ခါကြရင်ကျွန်မတို့ကလူကြီးတွေရဲ့ချမှတ်မှုတစ်ခုမှာသူတို့ရဲ့အမျော်အမြင်ရှိရှိသူတို့ကပညာရှင်တွေနဲ့ဆွေးနွေးပြီးတော့မှချမှတ်လာတဲ့အရာတစ်ခုကို ျမတို့ကလူကြီးပြောရင်မှားတယ်လူကြီးရေပြောတိုင်းလက်မခံရဘူးဆိုတဲ့ပုံစံမျိုးနဲ့သွားနေတာကလည်းမှားတယ်ရှင်တိလားလူကြီးပြောမှမှန်တယ်လို့ပြောတာလည်းမှားတယ်တိလားကျမတို့မှာဗုဒ္ဓဘာသာမှာဆိုရင်ဒါဘာသာရေးလေးနဲ့ပဲကျမဆုံးမစင်တာပေါ့နော်အလဲလက်လန်းစင်ရအောင်ဆုံးမယ်လीဟုတ်တယ်မလားအလဲလက်လန်းစင်ရအောင်ဆုံးမယ်နေပြည်တော်ကြီးရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုတာဝန်ခံရမှာကဘဘဦးတန်းရွှေရဲ့မူဝါဒတွေကိုချမှတ်မှုတွေကိုအပြည့်အဝမလိုက်နာခဲ့တဲ့သူတွေကတာဝန်ခံရမှာရှင့်သူပြောခဲ့တယ်လေအထက်နေပဲစောက်ပါအထက်မြင်မစောက်ပါနဲ့လို့သူပြောခဲ့တာပဲ သူတောင်းဝင်ကြေခဲ့တယ်ရှင့်နော်ဒီတော့တောင်းဝင်ကြေခဲ့တဲ့သူတွေကတော့တောင်းဝင်ပြန်ယူနိုင်မှုအတွက်ကိုစူးစမ်းရမှာဖြစ်တယ်ကျမတို့အပြစ်တင်ချင်တာမဟုတ်ဘူးအရေးယူချင်တာလည်းမဟုတ်ဘူးဒီယာယီပုံမှာကျမတို့ပြန်လဲပြီးဘယ်လိုပြုပြင်ရမလဲဆိုတာစဉ်းစားရမှာဖြစ်ပါတယ်ရှင့်ကျမထင်တာတော့နေပြည်တော်မှာဝန်ထမ်းအိမ်ရပြန်လဲဆောက်လုပ်မယ်ဆိုရင်အထက်မြင့်ဆောက်ဖို့တော့ကိုရွေးချယ်တော့မှာမဟုတ်ဘူးရှင့်သိကြတယ်အများဆုံးမှနှစ်ထပ်လောက်ပဲရွေးနိုင်ဖို့အရာကိုင်းလုံးများပါတယ်တစ်ထပ်လည်းဖြစ်နိုင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်ခါသိဘူးပြင်မို့နားလေလေဟုတ်တယ်မှာပြင်မို့နားလေသွားကြပြီ တဲ့အဆိုတွေပြင်ပနာလဲသွားကြပြီရှင်ပညာရှင်တွေနဲ့ဆွေးတွေးပြီးတော့မှဖြစ်လာတဲ့ရလက်ကိုကျော်လွန်ခဲ့တဲ့သူတွေအခုဆိုတခါတည်ဘူးကတော့ပြင်ပနာလဲသွားပြီဒါပေမဲ့သူတို့ရှင်ထဲမှာလည်းနောင်တတွေရှိနေမှာပါသူတို့ရဲ့ရွေးချယ်မှုကြောင့်လူကြီးစကားကိုနားမထောင်ခဲ့မှုကြောင့်ဒီလိုဆိုးကျိုးတွေဖြစ်ခဲ့တာလေဟုတ်တယ်မလားအဲ့လိုမျိုးရှိပါတယ်ကျမတို့ကခါကြရင်လူကြီးရဲ့ပြောစကားအားလုံးကိုလည်းလွန်ဆန်လို့မရသလိုလူကြီးပြောစကားအားလုံးကိုလည်းကျမတို့ကလိုက်နာဖို့တက်ဖို့တိုက်တွန်းတာမဟုတ်ဘူးတင့်တင့်ရှောက်ပတ်အောင်စဉ်းစားတက်ဖို့ပြောတာရှင့် ဟုတ်တယ်မလားเนาะအဲ့လိုတွေတော့ရှိပါရှင့်လဲလက်လမ်းစဉ်လေးကဒါကျွန်တော်တို့နိုင်ငံရောကျွန်တော်တို့လူမျိုးတွေအတွက်ကိုအဆင်ပြေမယ်လို့ထင်ပါတယ်အခုကတော်တော်များများအစွန်ရောက်နေကြတာပေါ့နော်အစိုးရကဘာလို့လို့မှားတယ်အစိုးရကဘာလို့လို့မှန်တယ်ဆိုတော့နှစ်ခုကြားတယ်မှာကျမတို့ကနေတတ်အောင်နေရမယ်ရှင့်အစိုးရတစ်ခါလေမှန်တယ်ဆိုတော့လည်းသိရမယ်ဤသူကတစ်ခါလေမှားတတ်တယ်ဆိုတော့လည်းနားလေရမယ် ဒီသဘောတရားလေးသိမှကျမတို့ကအလဲလိုအနေနဲ့တိုင်းပြည်တိုးတက်ရေးတိုင်းပြည်တည်ဆောက်ရေးမှာပါဝင်နိုင်မှာဖြစ်ပါရှင့်။ဒါလေးကတော့ကျမသတင်းသုံးသပ်ချက်လေးရဲ့အနှစ်ချုပ်နေတာဖြစ်ပါရှင့်။ဒီဘက်ပြည်သူများရှင့်ဒုတိယသတင်းလေးအနေနဲ့ကတော့စောစလုံးဆိုတဲ့ပုပ်ကိုရဲ့အကြောင်းလေးကိုကျမတင်ဆက်ပေးချင်ပါတယ်။ဒီအကြောင်းလေးကိုတင်ဆက်ရတဲ့အကြောင်းရင်းကတော့ကျမအနေနဲ့ DGB ရဲ့ဖွဲ့စည်းကိုပေါ့နော်။မိကုံထုတ်ချင်တာလေးလည်းရှိရဲ့အတွက်တင်ဆက်ဖြစ်တာဖြစ်ပါရှင့်။တင်ဆက်ဖြစ်ရတဲ့အကြောင်းလေးကတော့သတင်းလေးတစ်ခုနဲ့သက်ဆိုင်ပါတယ်။အဲ့ဒါပါလဲဆိုတော့ဒီအပိုင်းမှာသတင်းလေးပြန်လာတယ်။ မြန်မာနိုင်ငံမှာစစ်ပွဲတွေကိုဖန်တီးခဲ့တဲ့အကြမ်းဖက်အဖွဲ့ဝင်ပေါ့နော်အကြမ်းဖက်အဖွဲ့စီအချမ်းဖက်အဖွဲ့ဝင်ဖြစ်တဲ့စောစာလုံးဆိုတဲ့သူက DKB ရဲ့ဖွဲ့နဲ့ပြန်လဲပူးပေါင်းတယ်ဆိုတဲ့သတင်းလေးထွက်လာပါရဲ့ရှင့်သူ့ရဲ့တပ်ပုံလေးကျွန်တော်ပြသပါမယ်ဒီပုဂ္ဂိုလ်ကဆိုရင် DKB ရဲ့မှာအရှင်ကတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်သူ့ရဲ့တမိုင်းကြောင်လေးကျွန်မတင်တဲ့ပြောပြမှာပေါ့နော်ပြောစောစာလုံးရဲ့တမိုင်းကြောင်လေးကိုပြောကြည့်ရအောင်စောစာလုံးကအဲ့ဒီကင်းပြင်းတဲ့ဘက်မှာသူ့ရဲ့ငခုမူလဘဝကပါလဲဆိုတော့စစ်ကယ်တွေကိုလမ်းပြလုပ်ခဲ့တဲ့သူဖြစ်ပါရဲ့ရှင့်ကင်းပြင်းတဲ့ဘက်မှာနေတဲ့သူတွေဆိုမှောက်ခိုးလုပ်ငန်းကြောင်ကောင်းကောင်းသိပါတယ် ျမတို့မွေးဖွားခဲ့တဲ့1989ပေါ့နော်88 89အထောင်က90ဝင်းကျင်နေပေါ့ရှင်ကင်းပြင်းနေမှာမှောက်ခိုလောကကအင်မတန်ကိုကြီးထွားခဲ့ပါရှင့် Okay ဒီတော့စောစလုံးဆိုတဲ့သူကလည်းဒီလိုပဲသူကဆိုရင်ဒီမှာကယ်ရီလောက်တဲ့နေရာမှာမှောက်ခိုပေါ့ရှင်မှောက်ခိုကယ်ရီတမားပေါ့အဲ့ဒီကနေမှမြည်သူမြည်ပုံဖြစ်သွားတယ်မသိတကယ်ပြေတဲ့ရောက်သွားတယ်ဒီတော့ Okay ဒီစောစလုံးကဆိုရင်တကယ်ပြေတဲ့ရောက်လာတယ်ရောက်လာပြီးရဲ့အခါမှာဆိုရင်သူကအစဉ်ပြေချောမွေသွားပုံချပါတယ်ရှင့်မြောက်ဝီမှာသူက KTV တခုဖွင့်ထားဘူးလေ တော်လေအဲ့ဒီ KTB မှာဆိုရင်သတင်းတောက်တချို့သွားဘူးလေအဲ့ KTB KTB ကိုလေကျွန်တော်ပြန်သိရတဲ့သတင်းလေးပေါ့နော်သတင်းတောက်ချို့ရောက်ဘူးလေတဲ့ KTB ကိုအဲ့တော့တော့2021ဝင်းကျင်ပေါ့ KTB ကနေပြီးစောစားလုံးအောင်ခွဲမထွက်သေးဘူးခွဲမထွက်သေးဘူးသူက KTB မှာပေါ့ KTB သူ့ KTB လာလို့ရှိရင်သူက E တွေ K တွေသူ့ grant အခန့်လားသိလား KTB မှာအကုန်ရရတယ်စော်ယူမလားဒါစော်လို့ခေါ်တာပေါ့နော်သူက sol ယူမလား E ယူမလား K ယူမလားအကုန်ရရတယ်ဆိုတော့ပုံစံမျိုး KTB ဖြစ်တော့ပါအရှင်အဲ့ဒီ KTB နဲ့လည်းစောစားလုံးအောင်ဆိုရင် စီးပွားဖြစ်ခဲ့တယ်ဒီလိုရောက်ခဲ့ဝူတဲ့သူတွေဆိုလည်းကောင်းကောင်းသိပါတယ်ရှင့်ဒီတော့2021ပေါ့နော်အလွန်ကာလရောက်တဲ့အခါကျတော့နိုင်ငံရေးပြဿနာတွေဖြစ်လာတဲ့အချိန်မှာသူကပီတက်တွေစပြီးလက်ခံထားတယ်သူကလေးစောစောကပီတက်တွေလာသူစီကိုလာသူ့ရဲ့ရှင်ခွင်စီတို့ပေါ့နော်အဲ့တော့ DKP မှာပဲရှိသေးရလက်ခံပြီးရဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့သူကနိုင်ငံသားကနေပြီးတော့အဲ့အချိန်မှာပီတက်တွေကတနန်းစတက်တဲ့အချိန်လေး က်တော့ပြည်သူရလည်းပတ်စံနေတာလှူရတဲ့ချိန်ဆိုတော့သူ့စီကိုဒေါ်လာသန်းပေါင်းများစွာအလှူငွေဖြစ်နေရောက်ရှိလာတယ်စောစားလုံးစီကို PDF တွေလက်ခံတဲ့အတွက်ပေါ့နော်ဒါပြင်အဲ့ဒီတော့ကအလှူငွေတွေကိုတိတ်ပြီးတော့ဘလောင်းမလဲမလောက်တတ်သေးတဲ့ NUG ရလည်း PDF တွေကိုစစ်ပြင်တာတင်ပေးပါဆိုပြီးတော့စောစားလုံးစီကိုဒေါ်လာပေါင်းမြောင်များစွာလွှဲပေးခဲ့ဘူးလေရှင်စောစားလုံးအဲ့ဒီကြော့မှာတော်တော်ထောသွားခဲ့တာပေါ့နော်အဲ့လိုထောသွားပြီးရဲ့အခါမှာဆိုရင်စောစားလုံးက DGB ကနေနှုတ်ထွက်ပြီးတော့စင်ဗျူစစ်ကြောင်းဆိုပြီးတော့ KTLA နဲ့တွားပြီးတော့ပေါင်းပါတယ်ရှင် အဲ့လိုပေါင်းလို့အောင်မှာနီပိတ်တွေ PDF တွေအန်ယူဂျီအားပေးခဲ့ကြသေးရဲ့လေထောက်ပို့တွေဝိုင်းပြီးတော့အားပေးခဲ့ကြသေးရဲ့လေဗါလဲသူတို့အားပေးခဲ့တဲ့ဇကားလေးကျွန်မမှတ်ထားတယ်ကျွန်မဖတ်ပြမယ်ဘိုးမူကြီးစောစာလုံးနဲ့စင်ဖြူစစ်ကြောင်းနဲ့ကွန်မန်ဒိုစစ်ကြောင်းမူကြီးမှန်ပါတယ်ဆိုပြီးတော့ထောက်ခံခဲ့ကြတာမှတ်မိမှာပေါ့အခုမှအတိတ်မိတ်တယ်လို့ရွှေပြောက်တယ်လို့မလုပ်နဲ့နော်ကျွန်မအခုမှတ်မိရဲ့နော်ပြောခဲ့တဲ့သူတွေမှတ်မိဖို့ပဲလိုတယ်ရှင့်နော်အဲ့လိုတော့ရှင့်ရဲ့အဲ့တော့ထောက်ခံခဲ့ကြတာဝါရှင်အဲ့လိုကနေစစ်တွေတိုက်တဲ့စစ်တွေတိုက်တဲ့ခါကျတော့သူက ထုံးစံပေါ့ပီတက်တွေအရှိအတိုက်ပေါ့စောစလုံးသွားတော့နောက်ကနေပြီးတော့ဖြစ်လဲလူငွေလေးတွေစီမံတယ်လူငွေလေးတွေ RK လေးတွေစီမံတယ်လက်နက်လေးတွေစီမံတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေလှုပ်ဆောင်ရင်းနဲ့သူကတော်လှန်ရေးဆိုတဲ့ဟာကိုလေးနဲ့ပေါ့လေးနဲ့ဆိုတာလေးတော့မဟုတ်ပါဘူးသူကစစ်မြေပြင်မှာတော့ရှိရတယ်ဒါပေမဲ့သူကစစ်တိုက်တာမဟုတ်ဘူးနော်ပီတက်လေးစစ်တိုက်တာဟုတ်ရှင့်အဲ့ဒါကိုစီမံပြီးတော့သူကနေထိုင်မှာရှင့်ဒီလိုနဲ့သူကဆိုရင်ဘယ်လောက်ထိလဲဆိုတော့သူကအဲ့လိုစစ်တပ်နေရဲ့ကာလမှာလဲဒီစောစလုံးကလိုက်လွှင့်ပြီးတော့အလူခံတဲ့ကိစ္စတွေလည်းအများကြီးလုပ်တယ်ရှင့်ဒါလူခဲ့ဦးတဲ့သူတွေရှိသိရဲ့ပေါ့နော် ဒီတော့သူ့ရဲ့ဇာတ်ကြောင်းလေးတစ်ခုလည်းကျွန်မပြောပြခြင်းနဲ့ပေါ့နော်အဲ့ဒါကတော့မတ်တင်တင်ဦးနဲ့ဒီဘူစောစာလုံးရဲ့ကိစ္စပါမတ်တင်တင်ဦးဆိုတာကသူ့ရဲ့စစ်ကြောင်းမှာရှိရဲထောက်ဖို့မျိုးသမီးတယောက်ပဲရှင့်ပေါ့နော်သူတို့နှစ်ယောက်ကြားတဲ့ personal ကိစ္စတော့ကျွန်မမပြောတော့မပြောတော့ဘူးနော်မပြောတော့ဒါသူတို့ကိစ္စဖြစ်တဲ့အတွက်မပြောတော့ဒါပေမဲ့သူတို့နှစ်ယောက်ဖြစ်တဲ့ပြဿနာတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့အလှမွေကိစ္စတော်လေအညာမှာရှိရဲ့ PDF တွေအဲ့လိုမှာပေါ့နော်ရှိရဲ့ပတ်စံလေးချစ်ချုပ်စုပြီးတော့သူတို့စီကိုဘတ်18သိန်းကိုလွှဲပေးလိုက်တယ်တော်လေငွေကြေးပေါ့နော်ဘတ်18သိန်းရော့အင်ပေါ့ဆိုပြီးတော့လက်ထက်ထည့်ပေးလိုက်တယ်တဲ့ ကြည့်ရတာဘတ်16တိန်းဆိုတာကဘတ်16တိန်းနဲ့ညီမျှတဲ့မြန်မာငွေကိုလွှဲပေးလိုက်တာဖြစ်ပါဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လက်နက်တွေဝယ်ဖို့အတွက်ကိုပီတက်တွေလွှဲပေးလိုက်တာဟိုစောစာလုံးစီကိုဘနော်အဲ့ဒီမျိုးသမီးလည်းပါဝင်တာပေါ့ရှင်အဲ့တော့အဲ့ဒီပတ်စံတွေဒီဘိုးစောစာလုံးနဲ့ဒီမတ်တင်တင်ကိုလက်ထဲရောက်တဲ့ချိန်ကျတော့ကြက်ပြက်ငှက်ပြက်ပျောက်သွားပြီးတော့အညာက PDF တွေကလက်နဲ့လည်းမရဘူးပတ်စံလည်းပြန်မပေးတဲ့အချိန်လေးဂျုံနေမှာခါမှပြဿနာတက်ခဲ့ကြရရှင်တို့လေအဲ့အဲ့ဒီဘတ်ဆက်ခွန်တဲ့ကိစ္စပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်ဒီတော့ဒီဘိုးစောစာလုံးရဲ့တမိုင်းချောင်းကတော့တော်တော်ကိုမဖြူစင်မတန့်ရှင်းတာပဲရှင် ီလာတော်တော်မဖြူစင်မသက်ရှင်းတာလေဟိုစစ်သားတယောက်ရဲ့ဂုံပုတ်လည်းသူ့မှာမရှိဘူးသူတိုက်ခိုက်တဲ့တိုက်ပွဲပေါ်မှာလည်းသူတစ္ဆာမရှိဘူးဒါအပြင်သူ့ကိုယုံကြည်ပြီးတော့သူ့ကိုယုံကြည်ပြီးတော့အသက်နဲ့ခံတာနှင်းအပ်လာခဲ့တဲ့စစ်တေရဲ့ပေါ်မှာလည်းသူတစ္ဆာမရှိဘူးရှင်တတော်ကိုဖြန်ကြတဲ့သူလိုပဲကျွန်မမြင်တယ်โอเคဒီတော့ DGB ရဲ့အဖွဲ့အစည်းအနေနဲ့ဒီလိုမျိုးပုတ်ကုတ်ရေးမှာလည်းညှစ်ထေးစည်ရေးစရာမှာလည်းမကြွန့်ကျင်ဒီကြားလေးသူလုပ်ထားတဲ့အမှုတွေအများကြီးတော့အများကြီးကျွန်မတအားအခြေုံငဲ့ကွက်ပြီးတော့ချို့ဟာလိမ့်မပြောတော့ မပြောတော့ထားလိုက်တော့ပြောလို့ရှိရင်အဲ့မှာအဲ့ဒီဘိုးစောစာလုံးခေါ်ပြီးတော့ရှင်တော့လေးတိလာခုခုလုံးပြစ်ချင်တဲ့စိတ်ပေါက်လာလိမ့်မယ်အဲ့ဒီလူရဲ့စိတ်တဲ့အကျင့်နဲ့ PDF တွေပေါ်မှာသူနှိမ့်ဆက်အနိုင်ကျင့်နေတာတွေကတော်တော်ကိုလူမဆန်တဲ့ကိစ္စအများကြီးပဲရှင်တိလာဒီတော့ DKB အနေနဲ့ကတလောက်ထိဂုံတိတ်ခါမဲ့တဲ့သူတယောက်ကို DKB မှာပြန်ပြီးတော့လက်ခံမယ်ဆိုရင်တင့်တော်ပါသလားဆိုတော့ကျွန်မမေးခွန်းထုတ်ချင်တယ်ရှင် DKB ရဲ့ဒီလဲ DKB ရဲ့ဂုံတိတ်ခါရှိရမယ်လေပြီးတော့ DKB ကငင်းချမ်းကြီးမှာလက်မထိုးထားတာလေဒီလိုအကြမ်းဖက်သမားတွေနဲ့ပတ်သက်လို့ရလားရတယ်ပေါ့ ဒီလိုလုပ်နေတာဟာကလင်ကကြစ်ကြတာမဟုတ်ဘူးလားစဉ်းစားကြည့်ပါစီးပေါင်းနေနဲ့ရောကင်းလုပ်ပါရဲ့လားကိုက်ညီပါရဲ့လားအပြစ်မရှိတဲ့လူတယောက်ကိုပြန်ပြီးလက်ခံတယ်ဆိုတာကတမျိုးနော်နော်တက်မတော်ကလည်းပီတက်တွေအလင်းဝင်လက်ခံတယ်ဒါပေမဲ့အပြစ်မရှိတဲ့ပီတက်တွေလက်ခံတာအပြစ်ရှိရင်တော့အပြစ်ပေးရမှာပဲလေအလကားလူတက်တာကိုဖုတ်ပေးလိုက်စရာအကြောင်းရရှိမှမရှိအားရှင့်ဒီဘိုးစောစာလုံးကဆိုရင်လူပါတတ်ထားတာရှင့်သူဘလို့လူရေတတ်ထားလဲဆိုတော့ရင်းသုံးစုံစမ်းကြည့်လိုက်ပါလူတက်သမားတယောက်ဖြစ်နေပြီ तू ကသူ့အကြောင်းကိုခေါ်လို့ဆိုပြီးသူ့တစ်ဖက်လည်းမချမ်း तू ကတတ်တာ ဒီတော့ဒီလိုလူသက်သမားဒီလိုသူရောက်มาဒီလိုတခိုးအလူဝေကိုဘုံအစုံမဲ့ရှင်သူ့ကုံပုတ်ကလည်းနဲတာမဟုတ်ကျမဖတ်ရမှာတော့မှကျမတော့ရှက်တယ်အဲ့လိုလူမျိုးကိုဒီကေဘေးမှာပြန်ပြီးတော့ထားမယ်ဆိုတော့ဘလို့ရှားသူနဲ့ပြန်ထားမှာလဲရှင်ထားဖို့ဆုံးဖြတ်ခဲ့ရဆိုပြောတာနော်သိလားဆုံးဖြတ်ပြီးပြီလားမဆုံးဖြတ်ပြီးပြီလားတော့ကျမအတိအကျမပြောချင်ဘူးဆုံးဖြတ်ခဲ့မယ်ဆိုရင်ဒီလိုလူမျိုးကိုဘလို့ရှားသူပြန်ထားမှာလဲဒီကေဘေးမှာလည်းရှားသူစဉ်းရှိရပဲလေ ဒီလိုမျိုးအောက်တန်းစားကိုအဖွဲ့စည်းထဲမှာယာတို့တစ်ခုအနေနဲ့ထားမယ်ဆိုဒီကိဘေးမှာတာဝန်ထမ်းဆောင်နေတဲ့အခြားတပ်သားတွေရဲ့မျက်နှာကိုလည်းကြည့်ပါအောင်ရှင့်ကင်လူမျိုးတွေရဲ့မျက်နှာကိုလည်းကြည့်ပါအောင်ရှင့်ကင်လူမျိုးတွေရဲ့ယောသားပြုစင်မှုဂုဏ်သိက္ခာငဲ့ပါအောင်ရှင့်ပြီးတော့ဒီထက်ပိုပြီးတော့တုံးသက်ရမယ်ဆင်ပါနော်ဆွဆွဲလက်ဖက်ရောက်သွားမှဆိုလို့ကျွန်မမပြောတော့ဘူးလို့တော့စဉ်းစားလိုက်တယ်ခုနကဒါမဲ့ပြောလိုက်တတ်မယ်လေပြောလိုက်ပါမယ်ထားလိုက်ပါတော့နော်ဆက်ဆက်နေပြီဆိုတော့ဒီလူသည်ဒီစောစာလုံးဒီ GB ရေမှာတာဝန်ထမ်းဆောင်သွားတယ်ပြီးတော့အကြံပတ်သမားတွေစီကူးသွားတယ် ပြီးတော့ DKBC ကိုပြန်လာရဲဆိုတော့ဒီလူရဲ့စိတ်ဆန္ဒနဲ့လောက်တာမဟုတ်ဘူးဆိုရင် DKB ရသူ့ခိုင်းလိုက်တာလား DKB ကနေမင်းခဏနှုတ်ထွက်ပြီးတော့အဲ့ဒီအဖွဲထဲဝင်ဒီစစ်တောက်တိုက်မန်နေဂျင်ချင်းချင်းမှာမင်းပြန်လာဆိုပြီး DKB ကခိုင်းလိုက်တာလားရှင်အဲ့လိုဆွဆွဲမယ်ဆိုရင်ဆွဆွဲမယ်ဆိုဆွဆွဲလို့ရတဲ့အချိန်တွေဖြစ်နေရနော်လောလောကူကူပဲထွက်ခွင့်ပြုပြီးတော့လောလောကူပဲလက်ခံလိုက်တာလေဟုတ်တယ်မလားတန်တရားဝင်စရာမကောင်းလားရှင် ဒီတော့ DGB ရဲ့အဖွဲ့အစည်းအနေနဲ့ကစောစလုံးနဲ့ DGB ရဲ့အဖွဲ့အစည်းရဲ့ဂုံတိတ်ခါနဲ့ DGB ရဲ့အဖွဲ့အစည်းရဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရှောက်နေတဲ့မူဝါဒတွေနဲ့လဲမလားဆိုတာကတော့ကျွန်မဒီသတင်းသုံးသပ်ချက်လေးနဲ့မေးခွန်းထုတ်ပြရစီရှင်စောစလုံးကိုပြန်လည်လက်ခံလိုက်မယ်ဆိုရင်တန်တရားပေါင်းမြောင်များစွာနဲ့ဆွဆွဲခံရမှာနော်သိလားအဲ့ချိန်ကြလို့ရှင်အဖွဲ့အစည်းကပို့ပြီးတော့ထိခိုက်နိုင်တယ်ဒါလေးပဲကျွန်မပြောပြချင်တဲ့ရှင်ကျမတို့ကတချို့ຢာတွေကတော့ဗတ်ပေါင်းဆောင်ကနေပြီးတော့မြင်အောင်ပြောပြပါပဲရှင် တိလားမြင်နေသိနေရတာနဲ့မပြောလို့ရှိရင်နိုင်ငံတော်သစ္စာဖောက်ရရောက်မှာဖြစ်တဲ့အတွက်ကျွန်မမြင်သမျှအားလုံးကိုပြောပြဖြစ်ပါရှင်။ဒါဒီကိပီရဲ့အဖွဲ့အစည်းအနေနဲ့စဉ်းစားပါ။ဒီလိုမျိုးလူတယောက်အတွက်ကြောင့်နဲ့ကိုယ့်ရဲ့အဖွဲ့အစည်းဂုံတိတ်ခါကိုယ့်ကိရင်လူမျိုးတွေရဲ့ဂုံတိတ်ခါကိုထိခိုက်ခံမလားဆိုတာကတော့ဒီကိပီရဲ့ထိပ်သီးခေါင်းဆောင်တွေအားလုံးစဉ်းစားမယ့်ကိစ္စလေးသာဖြစ်ပါရှင်။ကျမတော့ဒင်းသုံးသက်ချက်လေးရနေပြီးတော့ဒီစောစာလုံးရဲ့တမိုင်းကြောင်းနဲ့သူ့ရဲ့လှုပ်ရက်တွေကိုကျမဝေဖန်ပြီးတော့ထောက်ပြတင်ဆက်ပေးတာဖြစ်ပါရှင်။ မိဘပြည်သူများရှင်အခုပြောမှလေးကတော့သတင်းကောင်းလေးသာဖြစ်ပါရှင့် grade 12ကျောင်းသားလေးတွေအတွက်ကျောင်းသားမိဘတွေအတွက်သတင်းကောင်းလေးတစ်ခုသာဖြစ်ပါရှင့်မနေ့ကဆိုရင်ကျမတို့ဒီနိုင်ငံတော်ကထုတ်ပြန်ထားတာလေးတစ်ခုရှိပါတယ်ဒေါက်တာခင်သီတာကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါရှင့်ပညာရေးသူရတနာစီမံကိန်းနဲ့လေ့ကျင့်ဦးစီးဌာနပညာဦးဌာနကထုတ်ပြန်ထားတာဖြစ်ပါရှင့်ဒေါက်တာခင်သီတာရဲ့ပြောကြားချက်လေးကိုကျမပြောပြပေးပါမယ်ရှင့်ပြောကြားချက်ကတော့ရှိပါတယ်ဒါကြောင့်ကျမအနေနဲ့ဒီကနေ့နေပြီးတော့မှတ်သားရမယ့်ကိစ္စလေးပေါ့နော်အဓိကအချက်လေးပဲပြောပြပေးပါမယ် အဲ့မှာလဲဆိုတော့ဒီလိုမျိုးနိုင်ငံတော်ကနေပြီးတော့တဲ့ចောင်းသားចောင်းသူကြီးပေါ့နော်စာပြန်ပြေဖို့အတွက်ကိုကန့်နေလုပ်ပေးမယ်တဲ့သူကလေကန့်မှာဆိုရင်သူကဗာလဲဆိုတော့စာဝင်နေရေးနေရေးထိုင်ရေးတောက်ရေးသုံးရေးချိုးရေးအစကျမ်းမာရေးဆောင်ရွက်မှုတွေလုံခြုံရေးဆောင်ရွက်မှုတွေပါပေးပြီးတော့နေထိုင်စီမှာရှက်ဒီတော့နေစားငိမ့်ပေါ့နော်ဘောဓာဆောင်ပါပဲရှင်ပြောမှာဆိုတော့ဘောဓာဆောင်ပါပဲနိုင်ငံတော်ကဘောဓာဆောင်အခမဲ့ဖွင့်ပေးရပါဘာကြောင့်လဲဆိုတော့မိဘပြည်သူတွေမှာဖြစ်နေတဲ့အခက်အခဲတစ်ခုမှလည်းအဲ့ဒါပါတယ်လေဘောဓာဆောင်เนี่ยပတ်စံမတရားတောင်းနေ ဘောရောင်ဆောင်တွေပတ်စံတွေအရန်ပေးရတယ်မိဘတွေဒီဝန်မခံနိုင်ဆိုရင်အဲ့ဒီအစိုးရကဖွင့်မရကတ်ကိုပို့လိုက်ပါရှင့်ပို့လိုက်ပါနော်ဘောရောင်ဆောင်ကပတ်စံကုန်ခံပြီးတော့သွားမထားပါနဲ့တော့ဟုတ်တယ်မှာသွားမထားနဲ့အစိုးရစီကိုပို့ပေးလိုက်နိုင်ငံတော်တာဝန်ယူပေးလိုက်မယ်နေစားငိမ့်အဆောင်တော့နိုင်ငံတော်ဖွင့်ပေးမှာနော်အဲ့လိုကတ်တွေပို့လိုက်ပါရှင့်အဲ့ဒီကတ်တွေမှာဆိုရင် revision class တွေလုပ်ထားမယ်အဲ့ဒီ revision class တွေကိုတက္ကသိုလ်ပါမုခတွေကိုယ်တိုင်လာပြီးတော့ short to the point သင်စားဖို့ချပေးမှာဖြစ်တယ်တဲ့သိလားတကယ်တော့လေဒီပေါ်လာဆောင်ဒီကတ်တွေကိုတတ်တယ် ကျမမြင်တာတော့တက်တယ်လေဘာကြောင့်လဲဆိုတော့ဒီကတ်နေမှာ shot to the point ကိုတင်ပေးမှာအပြင်ရပေါ်လာကြောင်လေ shot to the point ကိုတင်နိုင်ပါမလားဒါစဉ်းစားတင်တဲ့အချက်ကျမအများကြီးတော့မပြောဘူးဒါပေမဲ့လည်း shot to the point ဆိုရင်ကျောင်းသားတွေကကောင်းကောင်းနားလဲပါတယ်ကောင်းကောင်းနားလဲတယ်ဘောနော်အဲ့တော့ဒါကတော့ရှိရပေါ့ရှင်ဒီတော့တင်ပေးနိုင်တဲ့နေရာစီကိုတွားပေါ့ရှင် okay တချို့ကကြတော့ကလေးတွေကဘောနော်ငလင်တန်ခံပြီးရအခါမှာစေးုံရောက်နေရရှိရဲ့နေဝေးရောက်နေရရှိရပေါ့ရှင်ဒီကတ်တွေကိုမရောက်လာနိုင်ဘူးဆိုရင်တော့ online class တွေလည်းဖွင့်ပေးရမှာဒီလား online class တွေရှိမယ် ပြီးရခါမှာ education channel ကနေပြီးတော့သင်ခန်းစာတွေအမြဲမပြတ်ထုတ်လွှင့်ပေးမှရှင့်မြမတန်လိုများလူလိုမှာပေါ့နော် education channel ရှိရဲ့ပြင်ပ channel တွေလည်းရှိရဲ့ Telegram လို့ပါတော့မှာလည်းရှိရဲ့ဒါလေးတွေကိုကျမတို့သွားကြည့်ပါကျမတို့လည်းညှဝေပေးမှရှင့်ကျမတို့ media တွေလည်းညှအောင်ပေးမှပေါ့နော်ကလေးတွေစာသင်မှရှင့်နော်စာသင်မယ်ပြီးရခါမှာပုလိကအကြောင်းတွေရဲ့ YouTube channel တွေ Telegram တွေကနေလည်းသူကပညာဒါနသင်တန်းတွေပေးဖို့အတွက်ကိုလောက်ထားတယ်ပေါ့နော်ဒီတော့ ညွှန်ကြားချက်များလုတ်လိုက်လာမသိဘူးရှင်ပုလိကကြောင်းနေနေနဲ့ကလေးတွေကိုပညာတနာလုတ်ပေးဖို့အတွက်ကိုမင်းတို့ social platform ရှိရင်အဲ့ဒီကနေပြီးတော့မင်းတို့လုတ်ပေးပါဆိုပြီးတော့ညွှန်ကြားလိုက်ပုံပါပဲသူတို့တွေလည်း season ပေးမှာဖြစ်ပါရှင့်ဒါပြင်နောက်ချက်ပို့ပြီးတော့ထူးခဲ့တဲ့ကုညီမှုကတော့နိုင်ငံတော်ကနေပြီးတော့ကလေးတွေလိုအပ်တဲ့ testbook တွေ blazer အုပ်ခဲတံဘောပင်ခဲပြက်စတဲ့တင်ထောက်ကူပစ္စည်းအပြင်ကိုစာတင်ရမှာလိုအပ်တဲ့အစာရွက်စာတန်းတွေကအစလိုအပ်သလိုပန့်ပိုးသွားမယ်တဲ့ပြည်သူတွေဖြစ်လာတဲ့ခက်ခဲပုံမှာမူတည်ပြီးတော့ဒီရာကိုလှုပ်ဆောင်လိုက်တယ်လို့မြန်မာရှင်ဒါကအကြောင်းသားတွေအတွက်သတင်းကောင်းပါပဲเนาะ ိပါရည်အနေနဲ့အဲ့ဒီကတ်တွေကိုပို့နိုင်အောင်စူးစမ်းပါနိုင်ငံတော်ကပေးတဲ့အခွင့်အရေးကိုရယူပါရှင့်ဒီလိုကတ်တွေမှာပါဝင်စင်နေဆိုရင်တော့ကိုယ့်ရဲ့နိစ္စရာအကြောင်းပေါ့နော်ကိုနောက်ဆုံးတက်ခဲ့တဲ့အကြောင်းနိစ္စရာပညာရေးမှုရုံးတွေမှာသွားပြီးတော့သတင်းချက်လက်တွေရယူပြီးစည်ရင်ပေးသွင်းနိုင်ပါရှင့်အမြန်ဆုံးတာပေးသွင်းဖို့အတွက်လည်းကျွန်မတိုက်တွန်းချက်ပါတယ်ဒါလေးကတော့သတင်းကောင်းလေးပဲနော်နိုင်ငံတော်ကဒီဘပြည်သူတွေရဲ့အခက်အခဲတွေကိုသိရှိသွားဟန်တူပါရှင့်အကောင်းဆုံးဖြစ်အောင်စီမံဆောင်ရွက်ပေးလိုက်ပါပြီဒါကျွန်မတို့အနေနဲ့ကတော့ကျွန်မတို့ prime media အနေနဲ့ပေါ့နော်ကျွန်တော်တို့ brand media ကနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်ကို မဆန့်ကျင်ဘူးပေါ့နော်လက်ခံတယ်ဒီအတွက်ကြောင့်ကျောင်းသူကျောင်းသားတွေဆောင်ရွက်ပြန်ဖြေဖို့အတွက်လည်းကျွန်တော်တို့တိုက်တွန်းခဲ့တယ်အတွန်းခဲ့ပါတယ်တိုက်တွန်းခဲ့တဲ့အတွက်လည်းစက်ခံရတယ်ပေါ့ရှင့်လိုနေထားရှိပါတယ်ဒါတကန်ထားလိုက်ပါကျွန်တော်တို့ဒီလိုမျိုးတိုက်တွန်းခဲ့တဲ့အတွက်ဒီလမ်းကြောင်းပေါ်မှာရှောက်လန်းရမှာဖြစ်တဲ့အတွက်ဒီကျောင်းသူကျောင်းသားတွေနဲ့ကျောင်းသားမိပါတယ်အခက်ခဲဖြစ်သွားခဲ့တဲ့အခြေအနေတခုမှာကျွန်တော်တို့ပြန်လဲကူညီဆောင်ရှောက်မှာတာဝန်ရှိရဲ့ရှင့်အဲ့တော့ကျမတို့လွန်ခဲ့တဲ့ရက်တွေကလည်းကျမတို့ဘလိုင်းမီဒီယာအနေနဲ့တင်ဆက်ပေးခဲ့တယ်မိဘပြည်သူတွေဘော်လာဆောင်ကြေးတွေခက်ခဲရှိနေတယ် ကလေးတွေဈေးရုံတက်နေရတဲ့အခြေအနေတခုမှာကြောင်းတက်ဖို့အတွက်ခက်ခဲရှိရဲဆိုတဲ့ကိစ္စရတယ်ပေါ့နော်ဒါလေးတွေကိုကျမတို့တင်ဆက်ပေးခဲ့တယ်ပေါ့ရှင့်ဒီတော့ဒီဟာရဲ့အားလုံးဟာကျမတို့ရဲ့စူးစမ်းအထောက်မှုမြို့ပြပြည်သူတွေအားလုံးရဲ့စူးစမ်းအထောက်မှုတွေပဲရှင့်ကျမတို့လက်တွဲပြီးတော့ဒီလမ်းလျှောက်တဲ့အခါမှာဂဲမြင်ဂဲလမ်းညှို့ထိုးရမယ်အမိုက်မြင်အမိုက်လမ်းညှို့ထိုးရမယ်ရှင်းပြီးသွားရမယ်ကျမတို့မှန်ကန်တဲ့နှမ်းကြောင်ရွေးချယ်နိုင်ခဲ့တယ်ဒီအတွက်လည်းကျမအကြောင်းသားမိပါတယ်အကြောင်းသားအားလုံးကိုလည်းဂုဏ်ယူကြောင်းပြောချင်ပါတယ်ကျမတို့ရွေးချယ်မှုမှန်ကန်ခဲ့ပါတယ်ရှင့်ဒီချိန်လေးတစ်ခုမှာ နိုင်ငံတော်ကလည်းပြန်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်ဒီတော့ဒါအဆင်ပြေသွားပြီလေဟုတ်တယ်မဘောရောင်ဆောင်တက်မဲ့သူတွေလည်းနိုင်ငံတော်လက်ထက်အလိုက်ပြီးသွားပြီးပြဿနာကုန်ခံစရာမလိုဘူးဟုတ်တယ်ဟုတ်လာတင်ပေးမဲ့ဆရာတွေကတက္ကသိုလ်ကပေါမုခတွေတင်ပေးမှာဘယ်လောက်ကောင်းလဲရှင်ဟုတ်တယ်မကျိုးရှိရဲဒါမဲ့စူးစမ်းအထောက်အမှုတော့ရှိရမှာပေါ့နော်စိတ်တရားတော့ခုချိန်မှာအဆင်ပြေမနေဘူးဒါပေမဲ့ကျမတို့ဘဝအခက်ခဲတွေဆိုတာကဒီလိုပဲမကြခဏကြုံလက်တယ်ဆိုတာလေးကိုလည်းမိဘတွေကတာသမီလေးတွေကိုပြောပြပေးပါဒီခက်ခဲကြီးကိုကြော်ပြနိုင်အောင်ကြိုးစားပါလို့တိုက်တွန်းပြီးတော့ပြန်နဲ့တော့ခွန်အားလေးပဲပေးကြပါရှင့် ပြီးတော့နိုင်ငံတော်ကအခုလိုမျိုးစီမံပြီးတော့လုပ်ကန်လိုက်တဲ့အခြေအနေတစ်ခုမှာမြေပြင်အထိအပြည့်အဝတိုက်ရောက်မှုရှိမရှိဆိုတာကိုလည်းကျွန်တော်ပြန်လည်ပြီးတော့စမ်းစစ်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ brand media အနေနဲ့တခါလေတရားဝင်ကြေညာပါတယ်။မိဘပြည်သူတွေပညာရေးနဲ့ပတ်သက်တဲ့ကျောင်းတွေဝန်ကြီးဌာနတွေပေါ့နော်အပညာရေးမှုရုံးတွေသွားပြီးတော့စုံစမ်းတဲ့အခါမှာကျွန်မအခုပြောလိုက်တဲ့အခြေအနေနဲ့ပွဲပြားနေတဲ့အဖြေမျိုးရရှိခဲ့ရတဲ့ဆိုရင်ကျွန်တော်တို့ brand media ကိုချက်ချင်းအကြောင်းကြားပေးပါရှင့်။ကျွန်တော်တို့ media တစ်ခုအနေနဲ့မိဘပြည်သူတွေအားလုံးအဆင်ပြေချောမွေ့စေမယ့်လမ်းစီကိုကျွန်တော်တို့အတတ်နိုင်ဆုံးကူညီပေးတာပဲဖြစ်ပါရှင့်။ ျမအနေနဲ့ဥပမာလေးဖြူပေးရမယ်ဆိုရင်တော့ကျမတို့အားလုံးပေါ့နော်။ចောင်းသားမိဘနဲ့နိုင်ငံတော်အစိုးရနဲ့ဈားထဲမှာစုံမှတ်လေးတစ်ခုရှိမယ်။တော်လေ။အဲ့ဒီစုံမှတ်လေးကကြတော့ဒီ2025မှာဖြည့်သွားခဲ့တဲ့ចောင်းသားတွေအားလုံးဟာတရားဝင်မှုရှိရမယ်။သူ့ရဲ့စာဝေးဘဝရလက်တွေပြီးနိုင်ငံတကာကိုပညာသင်တဲ့အခါမှာသူတို့ဆုံးရှုံးမှုမဖြစ်အောင်လို့အာမင်းတို့နှစ်က တက်ခဲ့တဲ့အကြောင်းသားတွေကမင်းတို့နဲ့ကဖြစ်ခဲ့သူတွေကငလင်တန်ကြောင့်အကုန်လုံးအအောင်ပေးလိုက်တာပဲမင်းတို့တကယ်ရှင်းရှိမရှိငါတို့သိနေမှာမဟုတ်တာဆိုပြီးတော့အထင်သေးဆွဆွဲခံရမှုတွေကိုယ့်ရဲ့ပညာရည်အရေးချင်းပေါ်မှာပြောဆိုခံရမှုတွေလည်းမဖြစ်နိုင်တော့ဘူးပေါ့နော်မဖြစ်ရဘူးပေါ့ရှင်ပြီးတော့ဂုံတူးပတ်မှန်းတဲ့အကြောင်းသားလေးတွေနိုင်ငံတကာပညာရေးထိတွားကျင်တဲ့အကြောင်းသားလေးတွေနိုင်ငံတော်ကချမှတ်ထားတဲ့မဟာဗျူဟာမြောက်ဤစနစ်တွေအရာမဟာဗျူဟာမြောက်ဆက်ဆံပတ်သက်ထားတဲ့အရာတွေအရာအားလုံးကစုံမှတ်လေးတစ်ခုဟာဒါကြားထချတာပေါ့နော် အဲ့တော့ဒီစုံမှတ်လေးစီကိုပညာရေးဝန်ကြီးဌာနကလည်းစ조사ပြီးရှောက်လန်းလာခဲ့တာဟာစုံမှတ်လေးစီကိုရောက်တော့မယ်ဒီတော့မိဘပြည်သူတွေနဲ့ចောင်းသားတွေကလည်းဒီစုံမှတ်လေးစီကိုရောက်အောင်조사ပြီးလာပါလို့ဒါကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မတို့အားလုံးဒီလိုမြတ်မြတ်တက်တက်조사မှသာဒီစုံမှတ်လေးမှာစုံပြီးတော့အခုနှစ်အောင်တဲ့ကလေးအားလုံးတရားဝင်မှုရှိမယ်တရားမျှတမှုရှိမယ်အားလုံးရဲ့တရားမျှတမှုအားလုံးရဲ့တရားဝင်မှုအားလုံးရဲ့အရေးချင်းတွေနဲ့ပတ်သက်ပြီးတော့ဗောနောအားလုံးရဲ့လိုလားတဲ့စုံမှတ်လေးပေါ့ရှင့်ဒါလေးဖြစ်ထွန်းသွားဖို့အတွက်ဒါအဓိကရလက်ဖြစ်ပါရှင့် ဒီကြလက်လေးပေါ်ပေါ်လာအောင်လို့မိဘပြည်တွေလည်းစူးစမ်းပါနိုင်ငံတော်ကလည်းစူးစမ်းနေတယ်။ကျမတို့မီဒီယာတွေကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ပံ့ပိုးကူညီပေးမှဖြစ်ပါရဲ့ရှင်။ဒါလေးကိုကျမသတင်းသုံးသပ်ချက်လေးအနေနဲ့မိဘပြည်တို့များအားမခံပြီးတော့ပြောကြားလိုက်ပါစေရှင်။မိဘပြည်တို့များရှင်ကျမခုတင်ဆက်ပေးမယ့်သတင်းလေးကတော့အသေးခိုင်တဲ့သူတွေပဲနားထောင်ပါလို့ပြောချင်ပါတယ်။တည့်ရတိုင်းပါရှင်။အကြမ်းဖက်တက်ဖြတ်ခံရတဲ့ကိစ္စလေးဖြစ်ပါရဲ့ရှင်။အဲ့ဒါမှလည်းဆိုတော့ဝန်းသူကပြည်တဲ့တရားနေပြီးတော့ပြည်သူတွေကိုတက်ဖြတ်ခဲ့တဲ့သတင်းလေးသာဖြစ်ပါရဲ့ရှင်။ စကားတိုင်းကောလင်းခရိုင်ဝင်းတုံမြို့နယ်မှာဆိုရင်အာမခန့်ဈေးရွာဆိုပြီးရှိပါတယ်။အဲ့ဒီဈေးရွာလေးမှာဆိုရင်ဧပြီ26ရက်မနက်ပိုင်းကအဲ့ဒီဈေးရွာကဒေသခံ900ကိုတက်ဖြတ်ခဲ့ပါရှင့်။ပြီးကြတဲ့တက်ခဲ့တာ။တက်တာကတော့ဝင်းတုံ PDF တွေတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။တက်ရတဲ့အကြောင်းပြချက်ကစစ်တပ်နဲ့ဆက်သွယ်လို့ဆိုပြီးတော့တက်တာတဲ့။သူတို့ရဲ့အကြောင်းပြချက်ကလေ။ပြီးတော့ဒီဝင်းတုံ PDF အဖွဲ့ရဆိုရင်ဒီအရသာပြည်သူတွေဒီဈေးရွာအတွင်းကိုဝင်ရောက်လာပြီးတော့တက်ဖြတ်သွားခဲ့တယ်ဆိုပြီးတော့လေဝင်းတုံဒေသခံတွေကလည်းပြောကြားထားတာရှိပါရှင့်။ ။တပ်ဖြတ်ခံရတဲ့သူကတော့မြို့သစ်တစ်ယောက်ကမှနေတဲ့ကိုလင်းနဲ့သူ့ရဲ့အမျိုးသမီးမန်နန္ဒာလိုင်းဆိုသူပြီးတော့သူတို့ရဲ့ကလေးပေါ့နော်ကလေးတစ်ယောက်အပါဝင်မိသားစု၃ဦး။နောက်ပြီးတော့ဆက်ဝန်းမှနေတဲ့မအေးသူနဲ့သူ့ရဲ့ကလေး၂ဦးမဝင်းရှင်မချစ်စုတို့စတဲ့ပြည်သူစုစုပေါင်း9ယောက်တိတိကိုတပ်ဖြတ်ခဲ့တာဖြစ်ပါရဲ့။ဒီလိုတက်ဖြတ်ခဲ့တဲ့အနေအထားတစ်ခုမှာပုံစံလေးရှိပါတယ်။အဲ့ဘာလဲဆိုတော့ဒီတန်းမှာတနှစ်သားတနှစ်လေးလာသားအရွယ်နဲ့လေးလာသားကလေးနှစ်ဦးပါတယ်ရှင်။အဲ့ဒီကလေးနှစ်ဦးရဲ့ဓာတ်ပုံလည်းလူမှုကွန်ရက်တွေမှာပြန့်နှံ့နေပါတယ်။ အဲ့တော့ပြီးတော့နောက်ထပ်ဆိုးလာခုကဘာလဲဆိုတော့ဒီသက်ဖြတ်ခံရတဲ့လူတွေထဲမှာယောက်ျားလေးပါတယ်ပေါ့နော်အဲ့ယောက်ျားလေးတွေငယ်ပါအောင်ကြတော့ထုချေပြီးတော့သက်ဖြတ်သွားခဲ့တာရှင့်တော်ရည်ရဆက်ဆက်ပါပဲရှင်းသေးလားအဲ့လိုမျိုးဖြစ်ခဲ့တာပေါ့နော်အဲ့ဒီဝန်သူမျိုးနယ်မှာဆိုရင်လည်းပြီးခဲ့တဲ့လေးနှစ်အတွင်းမှာလည်းဘယ်လိုမျိုးပြန်လည်ဆွတ်ဆွဲပြီးတော့တက်ဖြတ်ခံရတဲ့သူကတရားကြော်ရှိသွားပြီဆိုတော့သိရပါရှင့်ပြောဝန်သူမျိုးကတည်တဲ့တည်းရဲ့ရက်ဆက်ရုံမှာဟိုကတော့တော်တော်စိုးပါရှင့်ဒီနှစ်ကြော်ကလေးနဲ့လေးလာသားရွယ်ကလေးလေးကိုဘလို့စိတ်နဲ့များတတ်သွားလဲဆိုတော့ကျွန်မစဉ်းစားလို့တော့မရအောင်သိလား ဒီတော့သတင်းလေးကတော့တော်တော်ကိုစိတ်မကောင်းစရာပါပဲရှင့်ဝန်သူ BJ တွေဒီလိုလုံနေတဲ့လောက်ရက်တွေမိဘပြည်သူတို့မှန်တယ်လို့ထင်ပါသလားဘလို့မြင်လဲပေါ့နော်ဒီအတွေးပေါ်မှာဘလို့မြင်လဲတဲ့တဲ့အကြောင်းရင်းကလည်းစစ်တပ်ကိုဆက်သွယ်လို့တဲ့ဒါဆိုရင် BJ ကိုဆက်သွယ်နေရဲ့ရန်ကုန်ကမိသားစုရှိရဲ့ရန်ကုန်မှာနေရလို့ရှိရဲ့နော်ချုပ် BJ တွေသူတို့မိဘရန်ကုန်မှာနေရမန္တလေးမှာနေရနေပြည်တော်မှာနေရချို့တော့မခန့်အဲ့လိုလူတွေရှာပြီးကောလုံးတတ်ပြရမှာလားအချစ်ချင်းအဲ့လိုပဲရှာတတ်နေကြတော့မှာလား ဟင်တချို့ရရှိရဲ့စက်တက်နဲ့ဆက်သွယ်တတ်တယ်မှန်တယ်တဲ့ဩအဲ့လိုသေးတာကိုသူများတက်ခံရတာမှန်တယ်ဆိုပြီးတွေးတဲ့သူကရှိသေးရဲ့ရှင် online အားချောင်းတဲ့သူတွေလေသူတို့ကြည့်ရရန်ကုန်မှာနေပြီးတော့တဲ့မှာ online မှာနေပြီးဖုန်းပေလေးတစ်ထောင်ထည့်ပြီးတော့အေးကောင်းတယ်စက်တက်နဲ့ဆက်သွယ်လို့တတ်ဆိုပြီးလုပ်နေတာဟုတ်လားဟိုမှာတေနေရတဲ့သူတွေဟိုမှာရှင်ဆိုင်နေရတဲ့သူတွေသူတို့ကိုချင်းစာစိတ်တစ်စက်မှမရှိဘူးလူကြောက်တဲ့အခြေခံကိုချင်းစာစိတ်တောင်ပါမလာတဲ့သူတွေကဒီမိုကရေစီလိုချင်တယ်လို့ပြောတာလဲတော်တော်ရီဖို့ကောင်းတဲ့နိုင်ငံဖြစ်နေရဲ့အရှင်။တိုက်တယ်တော်တော်ရီဖို့ကောင်းတယ်။ နော်ဒီမိုကရေစီဆိုတဲ့ဟာကိုလည်းတရားလေးပြန်ပြီးစာလုံးပေါင်းပြီးတော့သူ့ရဲ့အနက်အဓိပ္ပာယ်လေးလည်းဖွင့်ဆိုကြည့်ကြပါအောင်လို့ပြောချင်တယ်ရှင့်နော်ဝန်ဆို PDF တွေလောက်နေကြပြီဒီတော့ PDF တွေကိုမွေးလိုက်တဲ့မိခင်ဖခင်နေပိတ်တွေဘာလုပ်ကြမှာလဲဝန်တို့တွေဝန်တို့ PDF တွေသွားပြီးတော့ညှိပေးမလားညှိပေးကျမတို့နေစားရင်းပို့ပေးမယ်ကျမတို့ကကြောက်တယ်ကျမတို့ကကြောက်တယ်ကျမတို့က PDF ကိုမကြိုက်ဘူးပြောထားတယ်သူတို့နဲ့ကျမမနေနိုင်သူတို့နဲ့လည်းညှိနိုင်မှုမလုပ်နိုင်ရှင်းရှင်းလေးနော် PDF တွေကိုမကြောက်ဘူး PDF တွေကိုချစ်တယ်ပီတက်တွေလေးစားရပြောထားတဲ့သူတွေသွားညှိနှိုင်းကြလေသွားတားကြလေ မသိချောင်ဆောင်လည်းမလားခုချိန်ကြတော့ခုပြောပြီးမသိချောင်ဆောင်နေချို့လို့ရှိရဲမလေး PDF ကိုသမတ်တော်ကျင်တယ်တဲ့ကျွန်မပေးစားလိုက်ခြင်းတယ်လေလားပေးစားလိုက်ခြင်းတယ်ရတယ်တော်ပေးလိုက်ခြင်းတယ်လို့သမတ်တယ်ကိုစကားကိုတောင်းယူရမှာနော်တချို့တွေရှိရဲ PDF ကိုသမတ်တော်မယ်တဲ့ PDF ကိုသားတော်ကျင်တယ်တဲ့ PDF ကိုဗါလဲချွေးမတော်ကျင်တယ်တဲ့နောက်မှကျရင်အဲ့ဒီ PDF တွေတည်ရှင်တို့စီမှာလူလာဖြစ်လက်မယ်ရှင်တို့လိုချင်တာရလက်မယ်အချိန်ကြမှာမငိုနဲ့ကိုစကားကိုစင်ချင်ပြီးပြော PDF တွေသားတော်ကျင်တယ်သမတ်တော်ကျင်တယ်သူပုဂ္ဂိုလ်ကိုမှတ်မိလက်မယ်စင်ချင်ပြီးပြောရှင် ကောင်းပြောတာစေတနာနဲ့ပြောပြတာနော်မစင်ချင်တော့ PDF တွေကကိုယ့်စီကိုအဲ့လိုမျိုးသားတွေဖြစ်နေသမီးတွေဖြစ်နေချွေးမတွေဖြစ်နေသမတ်တွေဖြစ်နေရောက်လာခဲ့တဲ့ချိန်ကျရင်ခံနိုင်ရှိပါစေလို့လည်းကျွန်တော်ပြောချင်ပါတယ်တခါလေခါလေးမှားလိုက်တယ်နော်ခါလေးမှားလိုက်တယ်အစဉ်ပြေကြစေခြင်းလို့မိသားစုလေးတွေ PDF တွေနဲ့မိသားစုဖြစ်နေတဲ့သူတွေမိသားစုတကယ်ဖြစ်ခဲ့ရလို့ရှင်အစဉ်ပြေကြစေခြင်းလို့ကျွန်တော်ပြောပြတာရှင်နော် ပြီးတော့ဝန်တို့ဘက်ကတော့ပြည်ထက်တွေတောင်းကျမ်းနေတဲ့အတွက်နိုင်ငံတော်ကတော့တေချာလေးရှင်းလင်းဖို့လိုတယ်။ပြည်သူတွေလည်းဖြစ်နိုင်လို့ရှင်ဒီကောင်တွေနဲ့ဝေးဝေးရှောင်တက်ပါတယ်။အသက်အန္တရာယ်အင်မတန်ဆိုးရွားတဲ့အခြေအနေဖြစ်ပါတယ်။တကယ်အန္တရာယ်ရှိတဲ့နေပြည်တော်ခုဖြစ်ပါရှင့်။လမ်းသုံးသက်ချက်လေးကလည်းကျွန်တော်ပြောပြခြင်းနဲ့ပြီးတော့ပီဒက်တွေကိုချစ်နှစ်တက်နေကြတဲ့သူတွေပေါ့နော်ပီဒက်တွေနဲ့မိသားစုတွေဖြစ်ကြပါစေပေါ့ရှင့်ကျွန်မဆန္ဒပြုပါရရှင့်ဒါကလိုချင်တာကိုပေးတာနော်ကျွန်မတို့မဆဲနဲ့လိုချင်တာကိုပေးတာရှင့်ယူတက်ဖို့ပဲလိုပါရရှင့် ဒီပါပြည်သူများရှင်အခုပြောပြခြင်းတဲ့တင်လေးရတော့တရင်ကောင်းလေးတာဖြစ်ပါရှင်။မနေ့တည်းဒေသကြီးစိုးအဖွဲ့ဟာဒီတော့နော်ဈေးနဲ့တာတက်ဌာနဌာနမှုကြီးကြပ်ပြီးတော့ဧပြီ28ရက်နေ့နက်ပိုင်းအားတဲ့ဈေးရောက်ကနှစ်စီးနဲ့မြို့နယ်6မြို့နယ်အတွင်းမှာမန္တလေးမှာပေါ့နော်6မြို့နယ်အတွင်းမှာလှည့်လည်ပြီးတော့ဈေးတွေရောင်းပေးနေရရှင်။ ။ဒါပြင်မဟာအောင်မြင်မြို့နယ်မဟာမြန်နှစ်ရက်ကွက်62လမ်း39လမ်းနဲ့လမ်း40ကျားမှာဆိုရင်အရောင်းဆိုင်တက်ကနေပြီးတော့မြို့နယ်ပြည်သူလူထုကိုပစ္စည်းလေးရောင်းချပေးနေပေါ့နော်။အဓိကတော့စားသောက်ဖို့အတွက်ကိုဈေးလေးတွေရောင်းပေးတာပေါ့နော်။အဲ့ဒီမှာရောင်းချပေးရဲ့ဈေးနှုန်းလေးကျွန်တော်ပြောပြမယ်ရှင်။စံတပြီကို4000နဲ့စီတပိတ်သားကို8500စား90ကျပ်သား650ငယုတ်တိအကြမ်းမှု30ကျပ်သား1500ကလပဲ25ကျပ်သား1800ဝသားတပိတ်သား2600 ကျွန်တော်ကျွန်မဝယ်ရဝသားတစ်ပိတ်တာ3000ကျော်ပါပြီ။ဒါဒါဈေးတော်လို့ပြောရမှာပေါ့နော်။အမဲသားတစ်ပိတ်တာကကြတော့2000ကျော်၊စိတ်တစ်ပိတ်တာ2800မဲသားစိတ်သားဈေးရတော့ကျွန်မမသိဘူး။ကျွန်မမစားတော့မသိဘူး။ကျသားတပိတ်တာ2005မျိုးစုံဟင်းသီးဟိရွက်မျိုးစုံကျုပ်တလုံး365ကျက်ဘဲတလုံး950လုံးနဲ့တီတီဝေတို့ကိုလာပြီးတော့ရောင်းချပေးတော့ပါရှင့်ဒါတင့်တဲ့ဈေးလေးနဲ့ရောင်းချပေးရပါတော့။အဲကျွန်မအနေနဲ့ကတစ်ဖက်ကစဉ်းစားမိရပါရှင့်။အော်လို့ ီလိုအခြေအနေလေးမှာတော့မှဒီလိုဈေးလေးတွေနဲ့ရောင်းနိုင်နေဆိုတော့အပြင်ကကြီးနေတဲ့ဈေးတွေကဘာကြောင့်လဲမသိဘူးလို့တွေးမိရပါတော့ကိုလည်းတွေးပေါက်တာပေါ့ဘာကြောင့်လဲဆိုတော့ဒီဈေးနဲ့တော့သူရောင်းနိုင်တာလေနိုင်ငံတော်ကတော့ရောင်းပေးနိုင်တာအပြင်ကဈေးတွေကဘာလို့မရောင်းပေးနိုင်ကြတာလဲပေါ့ကိုလည်းတွေးမိတာခေါင်းလိုက်တာရှာကြံတွေးရပဲပြောပြောပါတွေးမိတာပေါ့ရှင့်ဘလို့ကိစ္စလေးတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံကကုန်စည်စီးဆင်းမှုကတည့်ရတိုင်းပါပဲစီဈေးနှုန်းပေါ်မှာတီမီနေရပါတော့ဓာတ်စီဈေးတက်လို့ရှင်သူကနှုတ်အပြည့်ဝတီမီရတော့ပြောလို့မရအောင်ကျွန်မနိုင်ငံကုန်စည်တော့ကလေဆိုတော့ဓာတ်စီဈေးတက်လို့ရှင်သူကလိုက်တက်တယ် အဲဓာတ်စီစေးပြန်ကြလို့ရှင်သူကမကြဘူးသူကလေအပြည့်ဝမတည်နေဘူးတက်တဲ့နေရာပဲသူကမှီပြီးလိုက်တာစင်းမို့ဆိုသူကကြံခဲ့အဲ့လိုနေထားရှိရယ်နော်အေးကအပြည့်ဝတည်နေရယ်ဆိုတော့မှတက်ရင်လိုက်တက်ပြီးကြံ့ရင်လိုက်ကြရမှာလေသူကအပြည့်ဝတည်မီမနေ90ခန်းလုံးပဲတည်ရယ်တက်ဖို့ဆိုတော့အဖော်ရတယ်မလေးလိုက်တက်သွားချသွားရကုံစင်းတော့ခေါ်လို့တော့မရဘူးကုံစင်းတော့ရေးဆိုခေါ်လို့တော့မရတော့ခါးလိုက်တက်ချသွားတာခါးထွတ်ထွတ်နဲ့နေတာပဲပြန်စင်းလာပြီဓာတ်စီကပြန်စင်းလာပြီဆိုညာတို့ကမစင်းတော့အပေါ်မှာမလေးပါလေတော်တော်မှရှိရလေ တော်မှရှိရတယ်အမေမျော်ကင့်ရွဲနော်ကျွန်မအဲ့ဒီ feeling ကိုတိတ်ကြိုက်တယ်ဆိုရင်ဟာလေအကုံစင်းနှုံးမယ်သိလားအပေါ်ရောက်သွားရင်ပြန်ဆွဲချလို့မရအောင်အမျော်တကင့်မှာသူကရမ်းပျော်ရွှင်နေတယ်မလေကုံစင်းနှုံးလို့မရအပေါ်ရောက်သွားပြီလို့ရှင်ဘောကနေဘလို့နေလဲအမျော်တကင့်ရွဲနော်အဲ့ဒီ feeling ကိုကျွန်မရမ်းကြိုက်တယ်ဆိုပြီးနေနေပြန်ဆင်းမလာတော့ဘူးနော်အဲ့တော့အဲ့တော့အပေါ်တက်ပြီးတော့မဆင်းတဲ့ကုံစင်းနှုံးကိုနိုင်ငံတော်အစိုးရအနေနဲ့ ဘယ်တော့ဈေးကုန်ပြီးတော့ပြန်ဆွဲချမယ်ဆိုတာလေးတွေကျမတို့မျှော်လင့်နေပါတယ်ရှင့်မျှော်လင့်နေပါတယ်ဒီလိုဈေးနှုန်းလေးတွေနဲ့တော့ရောင်းချပေးနိုင်တာအပြင်ကဈေးနှုန်းလေးတွေရောတင့်တင့်အောင်လုပ်ပေးလို့မရဘူးလားဆိုတာလေးတွေကျမတိုင်းတောင်းဆိုချင်ပါရှင့်တောင်းဆိုချင်ပါတယ်ဒီကပြည်သူတွေကကုန်ဈေးနှုန်းတန်ခံနေရတာနှစ်တောင်မှချို့နေပါပြီရှင်းသိလားနှစ်တောင်ချို့နေပြီရောကုန်စိမ့်နှုံးလေးရေအပေါ်ရောက်တာလဲကြားလာပြီအပေါ်အပေါ်ကအမျောကင်ရခံစားချက်ကိုလည်းခံစားပြီမို့လားခဏလေးပြန်ပြီးစင်းလာခဲ့ပါအောင်လို့လည်းကျမခေါ်ပါတယ်ရှင့်ဖိတ်ခေါ်ပါတယ်နော်အဲ့တော့စင်းမို့တော့လဲဝိုင်းဝန်းပြီးတော့ ဆွဲခေါ်ကြပါအောင်ပေါ့ဆွဲခေါ်မရရင်တွန်းတာချလိုက်တော့မထူးတော့တွန်းတာချလိုက်တော့အဲ့ဒီအမျိုးကိန်ရတယ်ကုံသိန်းတော့တွန်းတာချလိုက်တော့အောက်ကိုဘလုံးပုံစံနဲ့ပဲကြသွားကြသွားဇလန်းအဲ့လိုရှိအရှင်တော့အဲ့လိုရှိပါတယ်ဒါလေးကတော့ကျွန်မဟာသအနေနဲ့ပြောပြတာပါကျွန်မတို့ခံစားနေရတဲ့ခက်ခဲလေးတွေကိုဟာသအနေနဲ့ပြောပြတာဖြစ်ပါအရှင်ဒါပေမဲ့ဒါတွေကတကယ်တော့ဟာသမဟုတ်ခဲ့ပါတော့နော်ကုံသိန်းတော့ကြောင့်ကလေးတွေအဟာရတွေဆင်းရဲလာပြီးတကြီးရွယ်တွေအဟာရတွေဆင်းရဲနေပြီးမိဘပြည်သူတွေပင်ပန်းဆင်းရဲနေပြီးဒါလေးကိုနိုင်ငံတော်ကသိပါစေ မိဘပြည်သူတွေအတွက်ကုံစင်းနှုံးကြီးကိုအမျော်တကင်မှာပျော်နေတဲ့ကုံစင်းနှုံးကြီးကိုပြန်လည်ပြီးတော့ဆွဲချနိုင်ပါစေလို့ကျမတို့ prime media ကနေပြီးတော့လည်းဆန္ဒပြုပါရရှင့်ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှာတလောက်နဲ့ရှင်းပြပါရစေရှင်ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုအမြဲတမ်းအားပေးနေကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေကျမတို့လိုလားတောင်းတတဲ့နိုင်ငံတော်သစ်ကြီးစီကိုကျမတို့အားလုံးကံကောင်းစွာနေရရှိပါစေလို့ကျမတို့ prime media မိသားစုမှာစုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်